မင်းတို့ပထွေဘာလို့ဖမ်းလဲမင်းတို့သိလားနိုင်ငံတော်ပိုင်ပစ္စည်းတွေကို तू तू မရအယောင်းဝယ်လုပ်နေတယ်ဆိုတာ तू ပါဇက်ကနေထုတ်ပြောတာငါဒိုးမာသားတွေရဲ့ဟုတ်လားအဲ့ဒါတွေကိုမဖမ်းမဲနဲ့စစ်တပ်ကလွတ်ထားရင်ပေါင်းစားတယ်လို့မင်းတို့ပထွေတွေကမစွတ်စွဲဘူးလားငါပြောတာဘာလို့မင်းမင်္ဂလာပါများကောင်းဆက်တင်ထလာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်ကြတော့ဇော်ဖိုးဟင်းကနောက်ွယ်မှာဘလို့မတရားမှုတွေလုပ်ထားတဲ့ ။ဘာကြောင့်ဖန်ခံရတယ်လဲဆိုတော့ကိုအဘဘာကိုယ်တိုင်ပြောလာတဲ့ရုပ်သံဗီဒီယိုဖိုင်ကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာအဘဘာအောင်သူဖြူကဇော်ဖိုးင်းနဲ့ပတ်သက်ပြီးစစ်တဲ့ထောက်ခံသူတွေရဲ့လုပ်ရက်တွေကိုလည်းဘယ်လိုတွေပြောဆိုဝေဖန်ထားတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးခဲ့ကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းဆက်တဲ့ရင်ဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ အဲ့မင်းမင်းတို့အဲ့ကောင်ကြီးဘာဘာဆောက်လို့လောက်တာလေဟုတ်လားစစ်တပ်ကိုချစ်ပါတယ်မျက်နှိုးပါတယ်မပြောခင်တော့ကမင်းဘဘာဘာဆောက်ဆမ်းမှမရှိဘူးဘယ်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 ဇနဘုံမှနေလို့နေမှမသိဘူးဟာအခုစစ်တပ်ကိုချစ်ပါတယ်ထောက်ခံပါတယ်ပြောဟာဟိုဟိုစစ်တပ်ကိုဟိုတိုင်ရင်မှုသွားဟိုကလောက်တရားလို့အခုကြမှာဘယ်ကပတ်စံအပုံလိုက်ကိုဘေးချပြဒီဘာဆောက်လို့လောက်လို့အဲ့ပတ်စံတွေဘယ်ရရတယ်ငါပြောတာစာငါပြောတာနိုင်ငံထဲမှာမင်းတို့ဒီနေ့ဆိုရင်တနိုင်ငံလုံးတခိုးကြီးပဲဆိုတော့အကုန်ပေါ်တာရဟုတ်တယ်မလားကိုယ်စိုင်ကယ်လိုင်စင်လေးကိုစောင်းဖို့တောင်မှပဲ ကိုကိုတိုင်ကျတော့ရိုးသားမှုမရှိဘူးဖြောင့်မတ်မှုမရှိဘူးဟုတ်လားအခုအာဘယ်ဝင်ကြီးကတော့လက်စားလို့ဟာဘယ်ဘုံမှုကတော့သူမြတ်ကျတော့စောက်ပြစ်ပြောတယ်ကိုကျတော့ကိုစီးတဲ့ဆိုင်ကလေးငါပြောတာကိုစီးတဲ့ကန်းလေးကိုတောင်းဝင်ကြည့်ကြည့်မင်းတို့လီးဖြစ်လို့မကြည့်ကြတာလားမဟုတ်ချင်းချင်းလေးပဲဒီနေ့မင်းတို့ငါ့ကိုကြိုက်တဲ့နေရာမှာကြည့်ငါတီးတဲ့ဂစ်တာနိုင်ငံတော်အခွန်ဆောင်ပထိုင်းကြိုက်တဲ့နေရာမှာမင်းတို့တွင်ရိုက်ခွဲပလိုက်ငါတီးတဲ့ဂစ်တာကိုငါစီးတဲ့ဆိုင်ကဟုတ်လားမင်းတို့နိုင်ငံတော်အခွန်ဆောင်ပထိုင်းလိုင်းစင်မကြည့်ဆိုရင်ကြိုက်တဲ့နေရာမှာမီးပုံရှို့ပလိုက် နော်မင်းတို့ချင်းချင်းလေးဟုတ်လားအဲ့လောက်ထိအောင်မင်းတို့အာမခံရဲ့တဲ့အဲ့ဒါငါတို့အခုမှပြောတာမဟုတ်ဒီနိုင်ငံရေးဖြစ်မှာမပြောတာမဟုတ်မွေးကလေးကဟုတ်လားငါတို့ဟိုကလောက်တာရဲ့မင်းတို့ပထွေးဦးတန်းရွှေလက်ထက်တဲကွာနော်အလဲတန်းကြောင်းထွက်ပြီးတော့ကို့ဘွားကိုရက်တည်လာခဲ့တာငါတို့ broken family မှာဟုတ်လားအတချို့တွေကပြောမှအပြင်းပညာမတတ်တာငါ6လောက်ပေါ်ငါမရက်တည်နိုင်တဲ့အချိန်မှာငါကန့်ကြမအောင်ငါမဖန်နီးနိုင်တဲ့အချိန်မှာအဲ့ဒါငါရဲ့အတိတ်ဘဝကုသိုလ်ကံပဲငါငါ အပြစ်လည်းမတင်ဘူးရှက်စရာလည်းမဟုတ်ဘူးဒါလူဘဝဆိုတာအေးငါ၆တော့ငါယက်တီနိုင်တဲ့အချိန်မှာငါဘလို့ဘလို့ယက်တီခဲ့လဲဆိုတာမင်းတို့ ਨੇ ရအောင်ကာယလည်းရှင်လို့ရတယ်ညာနာလည်းရှင်လို့ရတယ်နော်ငါပြောတာကိုချင်းတရားလည်းရှင်လို့ရတယ်မင်းတို့ကြိုက်တဲ့ကောင်ထွက်လာခဲ့ငါငါပြောတာမင်းတို့လီးစကားတွေမပြောရနဲ့နောက်တစ်ခါထပ်ပြီးတော့မင်းတို့လီးလီးလန်းလန်းတွေပြောရင်နာမည်ခေါ်ပြီးငါနဲ့တုံ့ပြန်နော်ငါလုံးမသားကြီး လူတွေကြီးတော့မင်းတထွာတမိုက်နဲ့ငါလီးတယ်မှာစကားပြောရင်စစ်တပ်ထောက်ခံတာပြောတယ်လူတွေကြီးတော့လိုးပြီးသားလီးလို့ပဲဟာမှီးကြီးပြီးတော့ငါလီးရမှာပဲလူတွေကငါပဲမင်းငါပဲမင်းတို့သူများတဲ့ကော public speaker လုပ်မယ်ဟုတ်လားသူများတဲ့ကောဥဆောင်လမ်းပြခြင်းမင်းတို့မှာကောင်းမွန်တဲ့အချက်တစ်ချက်မင်းကကိုကျင်တရားနဲ့ပတ်သက်ပြီးတော့လူတွေကိုစံပြလုပ်မှာလားဟုတ်လားဒါမှမဟုတ်မင်းရဲ့ထူးချွန်တဲ့ပညာရဲ့တစ်ခုနဲ့မင်းလူတွေကိုမင်းတို့အခုကဘယ်ဘယ်ဟာကိုမင်းတို့ တိုင်းပြည်ရဟိုထားမှာတော့မင်းတို့ပြည်ပကိုထွက်လို့မင်းတို့မင်းတို့ကိုမင်းတို့တိတယ်တတ်တယ်လို့ထင်နေတဲ့မင်းတို့ကထင်လို့ public speaker လောက်ကြတယ်မင်းတို့အဲတိုင်းပြည်တွေကမင်းတို့ထက်အတိနောက်ကြပါတယ်ဆိုတဲ့လူတွေကိုမင်းတို့ဘယ်အရာကိုဆွဲတင်နေတာလဲငါပြောတာကိုကျင်တရားလားမင်းတို့ရဲ့ပညာရဲ့တခုခုထူးကျွန်မှုလားဒါမှမဟုတ်မင်းတို့ရဲ့ရိုးသားဖြောင့်မြန်ဖြောင့်မြတ်မှုလားမင်းတို့ဘယ်အရာကိုဆွဲတင်ပါလဲမင်းတို့ကအကုန်လုံးမင်းတို့လီလီလာလာဘယ်ဟာသိလဲဆိုဘယ်ဟာမှလည်းရေးရမသိဘူးငါပြောတာ တက်မတော်ထောက်ခံတယ်ပြောဟုတ်လားတက်မတော်ကဟိုတွေ့သမျှလူလိုက်ပေါင်းတယ်ဟုတ်လားဟောဟိုကလူရဲ့မဲ့အုံယုံကြည်တော့အာမင်းတို့အတွင်းစကားတွေပြောတယ်အတွင်းစကားတွေပြောပြီးမင်းတို့အဲအတွင်းစကားတွေဘာလို့အတွင်းစကားတွေကိုမင်းတို့အပြင်ကိုထုတ်ပြတယ်အဲမင်းတို့ချစ်တာလားမင်းတို့နှစ်တာလားငါပြောတာလူဆိုတာကိုပြောတဲ့စကားကငါပြောတဲ့စကားကကိုပြောလိုက်တဲ့စကားဘယ်ဟိုတက်ရောက်တာလဲဆိုတာတော့မသိဘဲနဲ့မင်းတို့ကလီးပြလို့အဲအဲမင်းတို့စောက်ပစက်တွေကမင်းမင်းလီလီလန်းလန်းကြီးရှောက်ပြောနေကြကိုပြောတဲ့စကားက ကိုထောက်ခံတဲ့အဖွဲ့အစည်းကိုလေးစားမှတယ်ဆိုတဲ့အဖွဲ့အစည်းဟုတ်လားချစ်ရရောက်တယ်လားနှစ်ရရောက်တယ်လားကိုပြောတဲ့စကားကိုဘယ်ရောက်လို့ရောက်မှန်းမသိပဲနဲ့မင်းတို့ကလီလီလာလာရှောက်ပြောကြတော့ငါအကုန်လုံးခွေးပြစ်တာပေါ့ငါလိုးမာဟာရီဟမ်ကိုဖာသမားတွေဖာကောင်းတွေလည်းရှိသေးတယ်အမလေးဒီကောက်မှမလွတ်ရင်ပဲဘာမြဲဒီကောက်မလွတ်တိုင်းလူးဆိုတာဘေးရိုးသားအောင်နေလိုက်မင်းကဘယ်သူမှဘာမှလုပ်လို့မရဘူးငါမြန်မာပြည်ပြန်ခဲ့တာပဲဟုတ်လားငါမုံတဲ့ကောင်ချစ်တဲ့ကောင်တွေလည်းရှိတယ်ဒါမင်းမှန်ကန်နေဖို့အရေးကြီးတယ်ငါပြောတာ လူသားငါတို့သိတယ်မပြောမပြောကိုနဲ့မဆိုင်လို့လည်းမပြောရငါငါတို့ဒီနေ့ငါတို့ပြောခဲ့တဲ့အချိန်မှာမင်းမင်းတို့ဒီဒီခွေးသားတွေနဲ့ပတ်သက်မှာငါတို့ဒီဒီလိုရန်စကားတွေပြောရတယ်ငါတို့ငါတို့တခါမှဟိုချိုကြီးတို့ပြောခဲ့တယ်ဘသူနဲ့မှဘာဘာဆောက်ပြေသနာမှမရှိဘူးမင်းတို့ကြမှာဘာလို့လီးစကားတွေပြောရတာငါတို့စစ်တပ်ကိုထောက်ခံနေဆိုရှင်းရှင်းလေးဘယ်မင်းအောင်လိုက်ဦးမှလည်းချစ်လို့လည်းမဟုတ်ဘူးဘယ်ဘယ်မြန်မာနိုင်ငံဒီနေ့တီးရှိနေခြင်းဟာဒီစစ်တပ်ရှိနေလို့ ဒီစစ်တပ်ပြိုကွဲမြန်မာနိုင်ငံပြိုကွဲမယ်အဲဒါကြောင့်ဘာလို့စစ်တပ်ကိုထောက်ခံတာလဲဆိုစစ်တပ်မရှိမြန်မာပြိုမြန်မာနိုင်ငံကြီးပြိုကွဲမသွားမှာဟိုမြင်နေလို့စစ်တပ်ကိုထောက်ခံတယ်ဘယ်ဖာသမားနဲ့ဝန်ရမ်းပြီးနဲ့ဆက်မွေးထားတဲ့ကောင်ဦးမှာချစ်လို့ထောက်ခံတာမဟုတ်ရှင်းရှင်းလေးပဲဟုတ်လားငါတို့ယင်ထဲမှာငါတို့ယုံကြည်တာဘာလို့ယုံကြည်တယ်ဆိုတော့ငါတို့ရဲ့ယုံကြည်ချက်ရှိတယ်ပြော့မင်းတို့စစ်တပ်ကိုဘာဘာလို့ချစ်တာလဲဘာဘာလို့ထောက်ခံတာလဲငါပြောတာဟုတ်လား အဲ့ဒါငါတို့ပြောခဲ့တဲ့ဇာတ်မှာစစ်တပ်ကိုနစ်နာစေခြင်းနဲ့ပြောခဲ့တဲ့လူဆိုတာမင်းတို့မှတ်တာနော်ငါငါတို့လူတယောက်ဇာတ်ပြောလို့ရှိရင်ငါတို့နားထောင်တယ်မင်းတို့မျက်နှာကိုတက်တက်ကြည့်ပြီးနားထောင်တယ်ဟုတ်လားဘာလို့လဲဆိုတော့မင်းတို့ပြောခဲ့တဲ့ဇာတ်ကိုနားနဲ့ကြားပြီးတော့အုံနောက်နဲ့စဉ်းစားတယ်မင်းတို့ရဲ့မျက်နှာတွေကိုငါတို့နှလုံးသားနဲ့စာဖတ်တယ်မြင်တဲ့အမြင်အာရုံကနေမင်းတို့စောက်ခွက်တွေကိုကြည့်ပြီးနှလုံးသားနဲ့စာဖတ်တယ်မင်းတို့အတုအယောင်လားအစစ်အမှန်လား တကယ်ခံစားလို့ပြောနေရတာလားတကယ်နာကျင်လို့ပြောနေတာလားတကယ်ကောင်းစီကျင်လို့ပြောနေတာလားအေးငါတို့အုံနောက်နဲ့လည်းစဉ်းစားတယ်နှလုံးသားနဲ့လည်းခံစားတယ်အဲကြောင့်မင်းတို့ဂျင်ထဲမှာဘာတွေရှိနေလဲဆိုတာငါတို့စာဖက်တရွက်ပေါ်မှာစာဖက်နေရတယ်လို့မင်းတို့စောက်ခွက်တွေကိုမြင်နေရလို့ငါတို့ကပြောတာဟုတ်လားငါတို့မင်းတို့ဘလောက်အတွေ့အကြုံရှိတယ်ဘလောက်ဉာဏ်ရည်မြင့်နေဆိုတာမင်းတို့ကောင်းစီကျင်လို့ပဲပြောပြောစိုးစီကျင်လို့ပဲပြောပြောလူသားစေတနာအမှားဆိုတာဘာလို့မှားတာလဲဉာဏ်မပါလို့စေတနာအမှားဖြစ်တာဟုတ်လား မင်းစေတနာတော့ရှိတယ်မင်းဉာဏ်ရည်မရှိတဲ့အတွက်အစေတနာအမှားဖြစ်တာပဲငါပြောတာအေးဒီနေ့မင်းတို့တက်မတော်ပေါ်ဘူးမင်းတို့ချစ်ပါလေဟာတက်မတော်ဝင်းရံနေပါလေထောက်ခံနေပဲဟုတ်တယ်မင်းတို့စေတနာထားလိုက်တော့ဒါအမင်းဉာဏ်ရည်မမီလို့မင်းတို့ရဲ့စကားလုံးတွေကြောင့်တစ်ဖက်ကထိုးနှက်လာတာတစ်ဖက်ကတိုက်ခိုက်လာတာဟုတ်လားရှင်းရှင်းလေးပဲမင်းတို့စေတနာမှန်ခဲ့တယ်ပြောင်းမင်းတို့ဉာဏ်ရည်မမီလို့မင်းတို့ရဲ့အပြုမူတွေမင်းတို့ရဲ့အပြောဆိုတွေကြောင့်ဒီအဖွဲ့အစည်းကနစ်မွန်းရတာငါပြောတာအေးငါတို့ မကောင်းဘူးမကောင်းတဲ့ဟာကိုအဖွဲ့စည်းတယောက်ကိုချပြရမှာဥမာကအနည်းဆက်ဆုံးပြောရရင်ဟိုဘဲနဲ့ဖြစ်တဲ့ဟိုဘုံမှုတယောက်ပြောတယ်ငါတို့ဘာလို့ပြောလဲသူ့ရဲ့အပြုတ်မှုအပြောဆိုဟာ public မှာအကုန်မြင်ပြီးပါပြီညာပြောတာမကောင်းတဲ့ဟာကိုမကောင်းဘူးလို့ပြောရမှာငါငါတို့အတွင်းထဲကပြောလို့ရှိရင်ငါပြောတာနာကျင်လဲနည်းနည်းပဲဟုတ်လားငါငါပြောတာမင်းမနေမင်း ကိုတန်းသမီးကိုဘလောက်ပဲအားနဲ့လွှဲရိုက်လွှဲရိုက်ငါပြောတေးရောက်မရိုက်ဘူးမိမနဲ့တအားပဲလွှဲရဲမင်းဒစိမ့်တယောက်ကိုအားနဲ့လွှဲရိုက်ကြည့်လဲတစ်ချက်တည်းသေသွားမှာဟုတ်လားငါပြောရှင်းရှင်းလေးအေးလူဆိုတာမင်းကဒီစကားကိုဘာလို့ပြောတာလဲဆိုတာမင်းတို့ညံရင်မမီလို့မသိပေမဲ့ညံရင်မီတဲ့လူတွေကအကုန်လုံးကမင်းတို့ကိုအခုဇော်ဘုန်းကြီးတို့ဆိုမင်းတို့ကြည့်လိုက်ငါပြောဒါမင်းတို့အကြမ်းမြင်လေးပဲပြောပြရအောင်အကုန်လုံးမင်းတို့မင်းတို့ညံရင်တည်းမှာမတွေးမိတဲ့ဟာကိုပြောပြတာဟုတ်လား မင်းပတ်စံနေအပုံလိုက်ဘေးနားမှာချအောင်ဟိုလုပ်တယ်ဟိုဟိုလူကပေးလို့ပဲဒီလိုပဲဘယ်မင်းတို့ဘသူ့ကိုဘာစောက်ပြားမင်းမင်းတို့ဘဏ္ဍာခပေးဘူးလေဒီနေ့မြန်မာမြန်မာပြည်မှာမင်းတို့ဟိုဟာဖြစ်တယ်ဟုတ်လားဒီဒီတဘာဝဘေးကနေဖြစ်တယ်မင်းတို့လာတာတွေကမင်းတို့မင်းတို့ဘဏ္ဍာလာတာလူဘူးလေငါပြောတာဟုတ်လားအေးဒီလိုကောင်မျိုးသူဟာနေမင်းကားတဝီဝီနဲ့မင်းသွားညံသွားနေတဲ့ကောင်ဘသူကတိတ်တိတ်သွားပြီးမှငါပြောတာဟုတ်လားထားတာတချက်မင်းတို့မြင်တာတဲ့ဟာတွေပြောတာဟုတ်လား ဟာသူမိမကကြောက်စိမ်းရောင်းဝယ်လောက်ပါတယ်ဟာတလောက်သိန်းကုန်လေမြန်မာပြည်မှာကြောက်စိမ်းရောင်းဝယ်ကြောက်စိမ်းဆိုတာမြန်မာပြည်နိုင်ငံတော်ပိုင်းပစ္စည်းဟုတ်လားမင်းတို့အဲ့ဒီအဲ့ဒီအမှုအမှုတွေကိုမင်းတို့သိကြရလားငါပြောတာဘသူကမှဘာမှဖြစ်လို့မဖြစ်လို့မင်းတို့မဟုတ်ဘူးအဲ့ဖာသင်မတွေဖာကောင်းနေမင်းတို့မှတ်တာမင်းနင်းတို့ရဲ့ပထွေးကသူ့အမှုသူခေါ်ပြီးတော့သူ့ဘာနေသူလာဖန်းခိုင်းနေသူလို့ဖြစ်လို့ တစ်ဖက်ကမဖမ်းလို့ရှိရင်ခွေးပြစ်မှာဆိုလို့သွားဖမ်းရတာဟုတ်လားသူ့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 ကောင်သူပေါ်ပြနေလို့မင်းတို့ညံရင်မမီတဲ့မင်းတို့အမှတ်ထားဟုတ်လားတခြားလူတွေလည်းမင်းတို့မိတွေးတွေပထွေးတွေကိုငါပြောတဲ့စကားတွေပြန်လိုက်သူပြောတဲ့စကားတွေမှာဟုတ်လားနိုင်ငံတော်ပုံမှန်ကြီးတွေနိုင်ငံတော်ပစ္စည်းတွေကိုဟုတ်လားတရားမဝင်ရောင်းဝယ်ပြသူ့ပါဇက်ကနေလိုက်လွင်ပြီးတော့ public ကြီးမှာပြောထားလို့သွားဖမ်းရတာငါလိုးမှာဟာရည်ရဲ့မင်းတို့မှတ်ထားဘယ်ဘယ်ဘယ်မင်းတို့ပထွေးတွေကိုလိုက်ပြီးတော့မင်းတို့ ထင်အောင်ထင်မှရှောက်ဝါဟိုလူနဲ့ဟိုလူနဲ့ပေါင်းလို့ဟိုဟိုထိတ်ပြောင်ပြောင်ကြီးဟောဒီဒီဒီဖာသမသားတော်မေ့နေပါကြီးဘယ်သူတော့ငါလုံးမှာသားဟိုနှစ်ခုအောင်မောင်းမောင်းမောင်းဟုတ်လားအဇော်ဘိုးကြီးနဲ့ရံပြည့်ဒီကောင်ပြောနေကွာမင်းတို့ဗဇန့်ဗဇန့်ဟာတော့မင်းတို့ဘိုက်ထဲမှာဥပနခွေရှိတယ်ဆိုတာမင်းမင်းတို့လိုကောင်နေမဟုတ်ဘူးငါတို့ကသိတယ်မင်းတို့မပြောခြင်းလို့မင်းတို့တိခံနေတယ်မင်းတို့မရဘူးဟုတ်လား ။အိုဟိုမောင်မောင်ဆိုးတော့အာလူကြီးတော့အာစစ်တပ်ထောက်ခံနေတာပြောလူကနှစ်ထွက်တမိုက်နေစကားပြောလိုးပြီးသားလီးလို့ပဲပြင်းကြီးပြီးတော့ပျော့ပြဲနေတာပဲ။လူလူကြီးတော့နှစ်ထွာလောက်ပဲရှိတယ်။ငါပြောငါအရင်ခွေးပြည့်တဲ့ဒုတ်တော့မင်းထက်ရှိတယ်။ငါလိုးမသားလေးဟုတ်လား။ငါပြောပင် public ပြောရင်ပြောမင်းယောက်ျားစကားပြောတယ်ယောက်ျားလို့တောင်းတောင်းတင်းတင်းကြကြရရတန်တန်မာမာပြောမင်းစစ်တပ်ကိုထောက်ခံတဲ့လူတယောက်မင်းရဲ့ဂျုံကြီးချက်မင်းရဲ့ခံစားချက်ကြကြရရပြောအာလူကစကားနာပြောတယ်လိုးပြီးသားလီးလို့ပဲပြောပြော့ပြော့ဖတ်နေတာငါလိုးမှသာဒီကြည့်လိုက် မင်းတို့ကြည့်ရတယ်တကယ်စောက်ကြက်တီးရောမရှိဘူးငါပြောတယ်မင်းတို့ပထွေဘာလို့ဖမ်းလဲမင်းတို့သိလားနိုင်ငံတော်ပိုင်ပစ္စည်းတွေကို तू तू မရအယောင်းဝယ်လုပ်နေတယ်ဆိုတာ तू ပါဇက်ကနေထုတ်ပြောတာငါဒိုးမာသားတွေရဲ့ဟုတ်လားအဲ့ဒါတွေကိုမဖမ်းမဲနဲ့စစ်တပ်ကလွတ်ထားရင်ပေါင်းစားတယ်လို့မင်းတို့ပထွေတွေမဆွဆွဲဘူးလားငါပြောတာနော်ကိုကဘာမှမလုပ်ချင်လို့ကြည်နေတယ်ဘသူ့ကိုဆဲဆဲဘာလုပ်လို့မင်းတို့အဲ့အရာကြီးကြတော့ကို့မျက်ချီးကြတော့ကိုမမြင်ဘူးငါလုံးငါလုံးမညံမမီတဲ့လူတွေဟမ် မင်းအခုလဲဆိုင်ကလိုင်စင်နေဖမ်းတယ်ငါပြောတာမင်းတို့စဉ်းစားကြည့်ငါတို့လဲဒီမှာရအောင်ငါတို့ဝှက်ထားတဲ့အိမ်ဂုတ်ပြဲနေတာဟုတ်လားသဘောပေါက်လားငါငါအလေတန်းနဲ့ကြောင်းထွက်ပြီးတော့ငါတို့ဘဝအောင်ငါတို့အသက်ရှင်အောင်မနေယုံခဲ့ရတာလူဖြစ်အောင်မင်းတို့ကြမှာဘာလို့ဒီဆိုင်ကမရှိမင်းတို့အသက်မရှင်ရလို့အသက်မရှင်ရအောင်သူမင်းတို့တိတ်လိုက်လေငါတို့လဲနိုင်ငံတော်ကိုငါတို့နိုင်ငံတော်ထမ်းဆောင်ရမယ့်တောင်းနိုင်ငံတော်ဆောင်ရမယ့်အခွန်ဆောင်ပြီးတော့ငါတို့လူဘဝဒီရွယ်ရအောင်ရအောင် မိမရှိဖားမရှိငါတို့ငါတို့အသက်ရှင်အောင်မွေးရရတာငါတို့ဘောအောင်ငါတို့ဟမ်သုံးမိတ်ဆိုင်ကမမောင်းလို့မင်းတို့ထမင်းမစားရမင်းလီးရစားတဲ့တို့စားကြငါတို့ငါလုံးမသားတွေငါတို့ကြတော့ငါတို့တီးတဲ့ကိတာငါတို့အခွန်ဆောင်မင်းကတီးရတာဟမ်ငါတို့စီးတဲ့ဆိုင်ကအခွန်ဆောင်မင်းကစီးရတာငါတို့စားတဲ့ထမင်းအခွန်ဆောင်မင်းကစားရတာမင်းတို့ကြမှာသုံးမိတ်ဆိုင်ကမမောင်းလို့ငါငါတို့ကမင်းတို့ဥပဒေနဲ့မညီတော့လက်ပိုက်ပြီးကြည့်နေရလီးပဲပေါ့ငါတို့လီးပြီးလို့ကြည့်ရမှာငါလုံးမသားတွေစားကြမရှိမင်းတို့တနိုင်ငံလုံးငတ်သေးရငါလုံးမသားတွေရှင်းရှင်းပဲငါတို့လည်းနိုင်ငံတော်အခွန်ဆောင်မင်းကဒီနိုင်ငံရဲ့ဟွန်း နိုင်ငံသားကတ်ကိုငါတို့ရခဲ့တယ်ဟဲ့မင်းတို့ငါပြောမယ်ဒီစကားပြောတာမမြတ်တရင်မပြောဘူးမင်းတို့မြန်မာနိုင်ငံတွေ့တဲ့နေရာမှာမင်းတို့ငါ့ကိုကြည့်လိုက်ငါတီးတဲ့ဂစ်တာနိုင်ငံတော်အခွန်ဆောင်မထားဘူးဆိုရင်မင်းကြိုက်တဲ့နေရာမှာရိုက်ခွဲွာနော်ငါတီးငါစီးတဲ့ရင်မှန်သမျှနိုင်ငံတော်အခွန်ဆောင်မထားဘူးဆိုရင်မင်းကြိုက်တဲ့နေရာမှာမီးပုံရှို့ွာမင်းတို့ယောက်ျားစကားပြောတာငါလိုးမာသားတွေမှန်တာဒီမှာငါ့ရဲ့နိုင်ငံသားကတ်နော်နိုင်ငံတော်မှာမင်းတို့ငါ့ရဲ့မွေးတဲ့ကွာနေဟိုဟာလေး နိုင်ငံတော်တောင်းဝန်မကြေခဲ့တဲ့ဟာရှိလို့ရှင်မင်းတို့ကြိုက်တဲ့နေရာမှာငါ့ကိုရောက်ကျိုးစင်တင်မလိုက်မင်းမှတ်တာယောက်ျားစကားပြောတာငါ AR တိုင်းကြိုက်လက်မျိုးဂျုံကလူကြီးပါမှနေတာမင်းတို့အခုမှဒီစကားပြောတာမဟုတ်ဘူးနော်စစ်တပ်ကိုချစ်တယ်ဆိုတာစစ်တပ်ကိုချစ်တယ်ဆိုတာငါငါပြောတာဒီနိုင်ငံရေးဖြစ်မှချစ်ခဲ့တာမဟုတ်ဘူးဟိုအုံလက်ကိုတနတ်ပုံစံခုတ်ပြီးကစားတဲ့ကွာငါငါတို့ကစစ်တပ်ဘက်ကနေတပုံဘက်ကနေရမဟုတ်ရှင်းရှင်းလေးပဲငါငါတို့ကမွေးစက်တွေသိမပြောက်စစ်တပ်ကိုချစ်တယ်ဆိုတာ ငါတို့ငါတို့ကကိုယ်စိတ်ကိုမနိုင်ဘူးယောက်ျားစိတ်တက်ရှိလို့မင်းဒါလုပ်ဆိုရင်လုပ်ငါပြောတာအေးမင်းငါခိုင်းတော့မလုပ်ချင်ငါထက်တော်အောင်လုပ်ဟုတ်လားမင်းငါထက်တော်ရင်ငါ့ကိုပြန်ခိုင်းမင်းခိုင်းတာငါလုပ်ရှင်းရှင်းလေးငါတို့အဲ့လိုယောက်ျားစိတ်တက်တွေကိုကြိုက်တယ်အေးအဲ့ဒါကြောင့်ငါတို့ကိုယ်တိုင်ကြာကြာရရနေတယ်ကြာကြာရရပြောတယ်ရှင်းရှင်းလေးပဲအဲ့မင်းစစ်တက်ကိုထောက်ခံနေတာပြောလိုးကြီးသားလီးလိုပဲအာလူကကြည့်လိုက်ပျော့ဖက်ပြီးကခွေခောက်ပြီးတော့ငါပြောခွေပြည့်တဲ့ဒုတ်လောက်ကောင်တွေကငါပြောအဲ့ဒါကြောင့်ငါတို့မင်းတို့တိုက်ခိုက်တာမဟုတ်ဘူးငါပြောတာ ငါပဲရှင်းရှင်းလေးမင်းတို့ဝါဟုတ်လားမင်းတို့တချို့ပြောနေတဲ့ကောင်တွေရှိတယ်ဝါဟုတ်လားတိုင်းသားလက်နက်ကိုင်တွေငါပြောတာတနက်ကိုင်ထားတယ်ဒီကောင်တွေဥပဒေနဲ့ညီလို့ကြည်နေတာမဟုတ်ဘူးနိုင်ငံရဲ့အခြေအနေအရအရေးယူလို့မရသေးလို့လွတ်ပေးထားတာရှင်းရှင်းလေးမင်းတို့ကဥပဒေဘောင်ထဲမှာနေတာမင်းတို့ဥပဒေရဲ့အကာအကွယ်ကိုလိုချင်တယ်ဟုတ်လားမင်းတို့အခုမင်းတို့မိတွေးတွေပထွေးတွေကိုမရင်းလာကြင်ဝိုင်းရင် ရဲကဖမ်းပေးတာကိုတရားခံမင်းတို့လိုချင်တယ်မဟုတ်လားဟုတ်လားမင်းတို့ကဥပဒေဘောင်အတွင်းကလူတွေမဟုတ်လို့မင်းတို့လူလူသူလူနေခိုင်းတာဟိုကောင်နေနဲ့သွားမတူနဲ့ဟိုကောင်နေကလူဘောင်လူစည်းကမ်းရဲ့အပြင်မှာနေတာမင်းတို့လူတွေဆိုရင်လူစကားပြောဟုတ်လားလူစကားမပြောနဲ့ငါလုံးမသားတွေမင်းတို့လူတွေမဟုတ်လို့လူလူနေခိုင်းတာလူတွေကလူဘောင်လူစည်းကမ်းနဲ့နေရတယ်လို့မင်းတို့လူဘောင်လူစည်းကမ်းချပေးထားတာဟိုလူလူသူလူမနေတဲ့လူဘောင်လူစည်းကမ်းရဲ့အပြင်မှာနေတဲ့လူတွေနဲ့ ွားတုမယ်ဆိုရင်မင်းတို့အဲ့နေရာမှာသွားနေရတယ်မင်းတော်တွင်ဥပဒေနဲ့နေလို့ရတယ်မတုတာကိုလာမတုနဲ့ငါပြောတာမင်းတို့လူလို့ပြောတာငါလုံးမသားလေးဟုတ်လားမင်းတို့ကြိုက်လားမကြိုက်လားမသိဘူးဟုတ်လားမကြိုက်လဲဘောပဲအကုန်လုံးငါတို့ကနိုင်ငံအတွက်ပြောတာငါမလုံနိုင်တဲ့အလုပ်ကိုလေသူများကိုလောက်ပါတော့ငါတို့ကလီစကားမပြောဘူးဟုတ်လားငါတို့လောက်နိုင်တဲ့အလုပ်မှသူသူများကိုပြောတာငါတို့မင်းတို့အပြင်းမှဆုံးပေးနိုင်တယ်ငါတို့နိုင်ငံတော်အပေါ်မှာရိုးသားတယ်ရှင်းရှင်းလေးပဲဟုတ်လားဒီနေ့နိုင်ငံတော်နဲ့ပတ်သက်ရင် ငါတို့နိုင်ငံတော်မှာပညာဆုံးဝမသိခဲ့ဘူးဒါပေမဲ့ငါတို့ဒီနိုင်ငံမှာမွေးပြီးဒီနိုင်ငံမှာလူဖြစ်ခဲ့တယ်ဒီအသက်ရွယ်ထိရောက်ခဲ့တယ်ဒါပေမဲ့ငါတို့နိုင်ငံတော်ပေါ်ရဲ့ကျေးဇူးကိုငါတို့သိတယ်အဲ့ဘာလို့သိတယ်ဆိုတော့ပါလက်စတိုင်းကြီးကြည့်လိုက်တယ်ငါငါပြောတာရေမျောကန်းတင်ဘဝကဘလို့နေရလဲဒါပေမဲ့ငါတို့နိုင်ငံဆင်းရဲခြင်းလောက်ဆင်းရဲချွတ်ချုံကြနေတော့ကြငါမြန်မာနိုင်ငံသားဆိုတဲ့နိုင်ငံသားကပ်ကိုလူတိုင်းရှိမှငါထောင်ပြရဲငါတို့ရေမျောကန်းတင်မဟုတ်ဘူးကအေးငါတို့ရဲ့ငါတို့ကနိုင်ငံရဲ့ကျေးဇူးကိုငါတို့အဲ့လိုသိတယ်ဟုတ်လား နော်ဘသူအုတ်ချုပ်လို့ငါငါပြောတာမကောင်းတာဖះငါတို့ကိုးွယ်တဲ့ဖះတော့မင်းလက်ညှိုးထိုးပြီးလွတ်ခဲ့တဲ့အမဟုတ်ဘူးလူတွေဆိုတာဖះဖင်ခေါင်းကောင်ပြောကြတာအဲ့ဒါအဲ့ဒါကိုစောက်ကြည့်ဆိုင်ဖို့မဟုတ်ဘူးမင်းတို့ငါပြောတာဒီနေ့မင်းတို့အားလုံးသိနေတာပဲမကောင်းကောင်းနေတယ်ဟုတ်လားအေးအဲ့တော့ကိုကဘလောက်အကောင်းဆုံးနေနိုင်လဲငါတို့အလုံးစုံကောင်းနေလို့မင်းမင်းတို့မပြောဘူးတော့ဒါပေမဲ့ငါတို့ဘလောက်အကောင်းဆုံးနေနိုင်လဲဆိုတာကိုမင်းတို့ပြောပြတယ်အေးအဲ့ဆိုငါ့ထက်ကောင်းအောင်ပုံနေပြနိုင်လား နေပြလိုက်စမ်းပါငါတို့လက်ခုပ်ဒီမယ်မင်းတို့ဥချမယ်ဒီအချိန်မှာငါပြောတယ်မင်းတို့တိုက်ခိုက်ဖို့မဟုတ်အဲဒါပေမဲ့ကိုကကောင်းအောင်မနေပဲနဲ့မင်းဖြတ်မြင်းမလုံနဲ့ငါပြောတာလူဆိုတာဒီနေ့အဆိုင်ကလေးဖမ်းနေဟုတ်လားအဆင်းရဲတယ်ပြည်သူတွေဆင်းရဲနေလို့ငါပြောတာဆင်းရဲလေဥပဒေနဲ့မညီတာမညီတာပဲမင်းဆင်းရဲလေမကောင်းတာမကောင်းတာဒီနေ့စဉ်းစားကြည့်ရမင်းတို့ဟိုဝင်ကြီးကိုခိုးတယ်ဒီဘုံမူးကိုလက်စားတယ်ဟုတ်လားဟိုအရာရှိကိုဟာဖြစ်တယ် မင်းတို့ဆိုင်ကယ်လေးလိုင်စင်လေးလဲဆောင်ကရောတနိုင်ငံလုံးသခိုးတွေဖြစ်ကောတနိုင်ငံလုံးစောက်ကြည့်မကောင်းတဲ့လူတွေဟမ်တနိုင်ငံလုံးစောက်ကြည့်မကောင်းတာမင်းနင်းနေတော့မကောင်းတာမဟုတ်ဘူးမင်းဆိုင်ကယ်တွေတန်းစီနေတာစားစရာမရှိဘူးလားပြောတယ်ဆိုင်ကယ်တွေကြည့်လိုက်ရင် app z တွေလန်လန်ထွက်နေတာပဲဟမ်ဟိုဒိုဘိန်းနေတော့ပါတယ်မင်းတိမ့်သိမ့်နေရကြော်တယ်နေဟဲ့ငါတို့မှမင်းဒီမှာကြိုးအိမ်ရပြေးဝင်နေရတာမင်းတို့စားစရာမရှိလို့ဆိုင်ကယ်အဖမ်းခံရတဲ့ကောင်တွေဟမ် app z တွေမင်းဟိုမှာကြိုးမင်းဟိုကနေ app z တွေမင်းအဖမ်းခံနေရတယ်ဟမ်ငါတို့မှကြည့်ရဒီမှာငါငါတို့ရှိတဲ့စပိန်ဒီမှာကြည့်လိုက်ရောငါလုံးမှာပါဒီဂွေးလိမ့်နေတာဟမ် လဲတော့မလဲနိုင်ဘူးဟမ်အဲ့ဒါအဲ့ဒါငါတို့ကမင်းတို့လီးပြလို့သနာရမှာငါငါလုံးမသားကြည့်မကျင်နိုင်ဘူးလားမကျင်နိုင်လဲဘောပဲဟုတ်လားဟမ်ငါတို့ကမင်းတို့အဲ့လိုမျိုးမှန်မှန်ကန်ကန်နေကြတယ်မင်းတို့ပြောမင်းတို့လူတွေဖြစ်စေချင်တာမင်းတို့ public speaker ဟုတ်ပြီလူတွေမင်းတို့ပြောချင်တယ်မင်းတို့ဘယ်မိဘကမွေးတာလဲမင်းတို့ပညာအရေးချင်းကဘယ်လောက်လဲလူကမှန်မှန်ကန်ကန်ပြောဟုတ်လား မှန်ရိုးရိုးသားသားရက်ဒီငါပြောတာငါတို့ဒီနေ့ဆယ်တန်းမအောင်ဘူးဘာမှမဖြစ်ဘူးအလေတန်းနဲ့ကြောင်းထွက်ငါတို့လူဘဝအသက်ရှင်အောင်ဒီရွယ်ရောက်အောင်ငါတို့မနေ့ကြိုးစားခဲ့ရတယ်။ငါအောင်မှန်ကြောက်လား။အမင်းစကားမပြောတတ်တဲ့ညီလေးတယောက်ရှိတယ်။ငါငါတို့မှမင်းဒီလက်အေးက30ကျော်နဲ့ငါပြောတာမင်းအရွယ်မရောက်သေးတဲ့ဘောထွန်နှောင်းဆိုတာကိုလေလက်နဲ့မခါနိုင်ဘူးထွန်ကြီးကိုပခုံးနဲ့ထမ်းပြီးခါရတာ။ဟုတ်လား။မင်းမင်းလေဟိုဆက်မှုဆက်မှုလေယာတွေဘာတွေလာမပြောနဲ့ငါပြောတာကျွဲတာရိတ်ရတယ်ဒီလက်မှာပြီဘူးကလေမင်းခြံအောင်နဲ့မအိတ်နိုင်ဘူးအခြံအောင်နဲ့ပြီဘူးနဲ့ညီလို့ ငါတို့အဲ့လိုဘဝကိုငါငါတို့ရက်တည်ခဲ့တာဟုတ်လားရှင်းရှင်းလေးပဲအဲ့လိုငါတို့ဘသူ့အသွမ်းတနာရမှာငါတို့လည်းဟိုးငယ်ရွယ်တင်နေကွာငါတို့လူဘဝကိုငါတို့ဒီလိုအသက်ရှင်အောင်ရက်တည်ခဲ့ရတယ်မင်းတို့ကြမှာအသက်မရှင်နိုင်သေကြပေါ့ငါပြောတယ်ရှင်းရှင်းလေးပဲငါတို့လည်းဒီလိုရက်တည်ခဲ့မဆာနာလို့ပြောတာမဟုတ်ဘူးငါတို့ဖြတ်တန်းခဲ့လို့မင်းတို့လည်းဖြတ်တန်းရမယ်ရှင်းရှင်းလေးပဲဒါကမင်းတို့မတရားပြောတာမဟုတ်ဘူးခစ်ဆိုးခစ်တဲ့အချိန်မှာကြုံနေတဲ့ဘဝနဲ့ငါတို့လည်းခစ်ကောင်းကိုဖြတ်တန်းခဲ့တာမဟုတ်ဘူးငါတို့ ဲ့ဒီလိုဖြတ်တန်းခဲ့ရတဲ့အချင်းကဥသန်းရွှေမင်းတို့ပထွေးအာနာရှင်မင်းတို့ပြောတဲ့ရုပ်ဆိုးဆိုးဘလူးရုပ်ပေါက်နေတဲ့မင်းတို့ပထွေးကြီးလက်ထက်မှာငါငါတို့ဟုတ်လားကိုစိုက်တဲ့စဘာကိုအပြည့်ဝစားရတယ်ထင်လားတက်မတော်ဆန်းဆိုတဲ့သွားပြီးတော့ရောင်းရတယ်တက်မတော်စဘာဆိုတဲ့ဟမ်နော်အေးအဲ့ဒီအချိန်မှလည်းတနိုင်ငံလုံးရဲ့ဂုံပြူမှတ်တွမ်းလာဘုံမင်းကိုဆိုတဲ့နာမည်နဲ့ရောင်းအောင်ငါယူနိုင်ခဲ့တယ်ရှင်းရှင်းလေးပဲအဲ့ဒါငါဘဲပထွေးကိုမှငါခခခခရရသွားလုပ်တာမဟုတ်ဘူးငါတောင်းငါကြည်အောင်ငါငါလုပ်ခဲ့တယ်ရှင်းရှင်းလေးအဲ့ဒါမင်းတို့ငါလုံနိုင်ခဲ့တဲ့ဟာကို မင်းတို့ပြောပြရငါအကောင်းဆုံးလုတ်လုတ်ခဲ့ပါလေလို့ငါကောင်းပါလေလို့ပြောတာမဟုတ်ဘူးမင်းတို့ငါဖြတ်တန်းခဲ့တဲ့ဘောကပြောတယ်မင်းတို့ကဘလို့ဖြတ်တန်းခဲ့တာလေမင်းမင်းမင်းတို့ထက်တော်အောင်ကောင်းအောင်ဘသူတွေဖြတ်တန်းနေကြတာမင်းတို့ဘယ်မိဘကမွေးတာလေအခုဘာလုတ်ဒီလုတ်နေတာလေကိုကိုယ်တိုင်ကျတော့ဘာလုတ်နေတာလေဘယ်ဘယ်မိဘကမွေးတာလေဘယ်အကြောင်းကြောင့်ဘယ်အကျိုးဖြစ်တာလေဘလို့ရက်တည်နေရလေကိုကိုလူကအရင်ဆုံးမိတ်ဆက်ပြီးမှမင်းပြောချင်တာကိုပြောရတယ်ဆိုအလူရင်ချင်းမူကမင်းတို့အခုကဘယ်ဘယ်မင်းဖာသင်မနဲ့ဝေယံပြင်းနဲ့ဆက်မွေးထားတဲ့ကောင်တွေလဲဆိုတာလူတွေကိုချက်မပြပဲနဲ့ ဟမ်ဟာပြင်အောင်အော်ခိုးလူကိုဆောက်ပြပြဒီလူကိုဆောက်ပြပြဟုတ်ပြီမင်းတို့ဘယ်ဖာသမားနဲ့ဝေယံပြင်းနဲ့ဆက်မွေးထားလို့ဘယ်အရက်ဒေသကမွေးပြီးတော့အခုဘာအလောက်ကန်ကြီးလုံနေကြတာမင်းတို့ကပြောယောက်ျားလေးလားမင်းတို့အချောက်လေးလားဂန်ဒူးလေးလားအခုဘာတွေလုံနေကြတာမင်းတို့ကဟမ်ပြောသမ်းမင်းတို့ငါတို့မင်းတို့မွေးတဲ့ကွာနေဒီနေ့ချိန်ကြီးပြောရတော့ဟာအကုန်လုံးပြောခဲ့ပြီဟုတ်လားလူဆိုပန်စင်နေရှိတယ်အဲ့ပန်စင်နေထက်ကိုကြော်ပြီးတော့မင်းတို့ကပြောခဲ့တဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ထက်ခါထက်ခါတော့မပြောနိုင်ဘူးဟုတ်လား လူကကောင်းတာမကောင်းတာဘူးဒီချိန်မှာမနာလူတွေရှိတယ်နာလူတွေရှိတယ်မင်းတို့ပြောပြလို့ရတယ်ဟာအကုန်လုံးဟုတ်လားမင်းတို့နိုင်ငံသားကကစားထုတ်ပြပြောရည်ဟုတ်လားမင်းတို့တပ်ပါဖြတ်ပါမယ်ဆိုတဲ့လူတွေကြားထဲမှာဒါဒီနေ့မှပြောခဲ့တာမဟုတ်ဘူးငါတို့စပြောတယ်ကွာငါဘသူဆိုတော့မိတ်ဆက်ပြီးတော့မင်းတို့လီးစကားတွေပြောခဲ့တာငါလုံးမသားတွေမင်းမှတ်တာပြောမင်းတို့ငါမကျင်တာဘူးလားနာမည်ခေါ်ပြီးပြောခွင့်လွှတ်လေရတယ်ဟာမင်းတို့ခွင့်လွှတ်ပေးထားမှာမမြင်ညာအောင်ဆောင်လို့ရတယ်ငါတို့ငါတို့မှာဟီဒီအုတ်တပ်ပါတရားဆိုရှိတယ် ဒီစကားပြောရင် ရှက်ရမှာဆိုရင်ငါငါတို့ရှက်ရမယ်ဟာငါအရှက်တရားနဲ့ငါငါတို့နေနိုင်တယ်။အော်ဒီစကားကခွင့်လွတ်ပေးသင့်တဲ့အရာ။ဘာလို့ခွင့်လွတ်ပေးသင့်တာလဲ။အချိုးအချောင်းစီလျော်တာငါတို့စဉ်းစားတယ်။ဘာကြောင့်ခွင့်မလွတ်ပေးသင့်တာလဲ။အချိုးအချောင်းစီလျော်စဉ်းစားပြီးမင်းတို့တုံ့ပြန်ဟုတ်လား။ဒီနေ့ကမင်းတို့ကမပြောရင် မပြီးတော့တဲ့အနေအနေထားတွေမဟုတ်လို့မင်းတို့ထုတ်ပြီးတော့ပြောရတယ်။ဟုတ်လား။မင်းမင်းတို့ကဟိုလူကိုစော်ကားတာလို့လို့ဒီလူကိုစော်ကားတာလို့တန်တရားစိတ်ဆိုတာငါပြောရငါတို့လူတရားကိုပေါင်းရင် ယုံကြည်မှုဟန်ထွက်ပါစေအရင်ပေးပေါင်းလိုက်တယ်။တငယ်ချင်းတယောက်စသိတာပဲဖြစ်ဖြစ်မိတ်ဆွေတယောက်စသိတာပဲဖြစ်ဖြစ်တရားရာဂိုင်းလုံးသူ့ယုံကြည်မှုအပြည့်ပေးလိုက်တယ်။အေးအဲ့တရားရာဂိုင်းလုံးပေးပြီးတဲ့နောက်မှာကိုယ့်ရဲ့ယုံကြည်မှုကို तू ကဘယ်လောက်ဆက်ထိန်းထားနိုင်လဲဆိုတဲ့အပေါ်မှာပဲမူတည်ပြီးတော့သူနဲ့ကိုယ်နဲ့ဆက်ဆံရေးရရှေ့ဆက်သွားတယ်ရှင်းရှင်းလေးငါတို့လူတယောက်ကိုတန်တရားစိတ်နဲ့ဘယ်တော့မှမပေါင်းတန်တရားဆိုတာမင်းတို့မှတ်ထားညီကိုမောင်နှမကြားလင်မယားကြားဆွေမျိုးကြားတန်တရားဆိုတာဘာမဆိုဖြစ်နိုင်လဲ တန်တရားဆိုတာမင်းမြူမုံကနေပြီးတော့ကဘာမြေကြီးဖြစ်သွားအောင်မင်းချဲ့လို့ရတယ်အဲ့ဒါဘာလဲဘာလဲဆိုတော့ရေရလားဆိုမရေရဘူးမင်းစိတ်ထဲမှာရှိတဲ့အရာအားလုံးကအဲတန်တရားနဲ့မင်းဆွဲသွားလို့ရတယ်မင်းဒီလိုမင်းတခိုးလားဓမြလားမင်းကြိုက်တယ်လုပ်လို့ရတယ်မင်းတန်တရားစိတ်တသေးလေးရဟုတ်လားဒီလိုမတင်ငါစိတ်တသေးလေးရအဲကြောင့်ငါတို့ကလူတရားကိုပေါင်းရင်ဒဇိန်တရားကိုစပေါင်းတယ်ဒီနေ့မှမိတ်ဆက်တယ်ဟုတ်တယ်သူယုံကြည်မှုတရားရဂိုင်းတော့အပြည့်ပေးလိုက်တယ်သူကတခိုးပြည့်ပြည့်ဓမြပြည့်ပါပြည့်ပြည့်အဲဒဇိန်လေးနဲ့လိမ့်အဲဆိုမင်းငါရဲ့ယုံကြည်မှု နင်ဘလောက်ရာခိုင်နှုန်းကြော့ကြသွားပြီဟုတ်လားအဆင့်တက်မှတ်လိုက်တယ်ဟုတ်လားနောက်တစ်ချိန်ချက်လိမ့်နေအဲဆိုမင်းနဲ့ငါနဲ့မင်းတို့ငါယုံကြည်ရမှာအဆင့်ဘလောက်ထက်ကြသွားပြီငါငါတို့အဲ့အဲ့လိုသွားတယ်မင်းတို့အခုကလူတရားကိုပေါင်းတယ်ကွာကိုယ်စိတ်နဲ့နှိုင်းပြီးတော့ပေါင်းတယ်ဟုတ်လားလူလူတရားကိုပေါင်းတယ်တန်တရားစိတ်နဲ့ပေါင်းတယ်ဟုတ်လားဒီလိုကအော်အဲ့တန်ရစိတ်နဲ့ပေါင်းတယ်ကွာမင်းတို့ကြားမှာနှွေးထူးမှုကမရှိတော့စသတိတယ်ကွာမင်းတို့နှွေးထူးမှုမရှိတော့ဘာလို့လဲဆိုလူကကိုယ်စိတ်နဲ့နှိုင်းပြီးတော့မင်းတို့တန်တန်ရနဲ့ပေါင်းတယ်ဒီလူကငါလင့်လိမ့်မှာငါလင့်ခိုးမှာဟုတ်လားမင်းတို့တန်ရစိတ်နဲ့ပေါင်းရတယ် ်အရှင်းရှင်းလေးငါတို့လူတယောက်ကိုပေါင်းရင်တရားရာဂိုင်းလုံးယုံကြည်မှုအပြည့်ပေးတယ်ငါကိုဝါတယောက်လို့ငါအပြည့်ဟုတ်လားဒီလူနဲ့ပတ်သက်ရင်ငါဘာစီးမှချမ်းတာဘူးဒါပေမဲ့ဒီလူကိုပေါင်းနဲ့ကြံလာတယ်နဲ့မြတ်လူဆိုတာဟုတ်တယ်မလားမင်းအတူရအောင်ဆိုသူကပေါ်လာတယ်ကိုချင်းတရားမကောင်းရင်သူကမင်းဘယ်နှချိန်ဖုံးကွယ်ထားမှာလဲမရဘူးသူကပေါ်ပေါ်လာတာပဲဟုတ်လားအဲ့ဒီချိန်မှာသူ့ရဲ့ယုံကြည်မှုကငါယုံကြည်ရမယ့်ယုံကြည်မှုအဆင့်အတန်း level ဆိုသူကတဖြည်းရော့ကြွားသွားတယ်ဟုတ်လားမင်းတို့ဒီနေ့ပြောချင်တာလေအဲ့ဒါပဲမင်းတို့တက်မလို့ချစ်တယ်ဆိုမင်းတို့ဘာဘာတွေချစ်တာလဲ အတွင်းသတင်းဆိုတာအပြင်ကိုမထုတ်ရဘူးသဘောပေါက်လားအဲ့ဒါမိသားစုအတွင်းရေးဟုတ်လားအပြင်ပန်းလူမှုဆက်ဆံရေးမင်းတို့အဲ့လောက်တော့မှပဲမင်းလူတွေမှာစောက်တရားမယ်လူကိုချင်းတရားတွေလူချင်းဝတ်တွေနားမလဲပဲနဲ့မင်းမင်းတို့ဘဲပထွေးကိုချစ်တာဘဲအဖွဲ့စည်းကိုချစ်တာအော်ဘဲတက်မတော်သားကိုချစ်တာအဲ့ဒီစကားကြီးရောက်ပြောနေကြတာငါလိုမှသားကြီးရဲ့ဟမ်ကိုယ်ကိုကတက်မလို့သားတွေကမင်းတို့ယုံကြည်လို့အတွင်းစကားတွေထုတ်ပြောတယ်။ပြီးရင်မင်းတို့ live လွှင့်ပြီးတော့အတွင်းစကားမှမသိအပြင်စကားမှမသိလီးစကားတွေရှောက်ပြောကြတာငါလုံးဝသားတွေ။အဲ့တော့မင်းတို့ချစ်တယ်လားနှစ်တယ်လားဒီဖွဲ့စည်းကို ဟမ်မင်းပူးတက်နေကြတာမဟုတ်လားငါလုံးမသားတွေဖာသမားတွေဖာကောင်းနေရဲ့ဟမ်လီးစကားရှောက်မပြောနဲ့ငါတော့အဲ့လိုပြောရင်မင်းတို့အတိုက်ခံလောက်တာမဟုတ်ဒီတစ်ခါနောက်ဆုံးပဲမင်းတို့ဘာပြောပြောမင်းတို့တုံ့ပြန်မှာမဟုတ်ငါပြောလိုအဲ့လိုဒီစချိန်ပြောတာမင်းတို့နဲ့ခွန်းတော့ခွန်းမြန်ငါရန်ဖြစ်ဖို့နိုင်ငံရေးပြောတာမဟုတ်နိုင်ငံရေးမဟုတ်ပါဘူးငါတို့နိုင်ငံဘုံထားတဲ့စိတ်နေစိတ်ထားကိုပြောတာငါတို့ဘယ်သူမှဆင်ရလောက်ဖို့လည်းမရှိဘူးဟိုကလည်းမရှိဘူးငါပြောတဲ့စကားတိုင်းမှပြောတယ်ငါဒီစကားကိုပြောတယ်ဆိုတာငါရဲ့ယုံကြည်ချက်ငါရဲ့ခံယူချက်ငါရဲ့ပုပ်ကလေးကမင်းတို့မှန်တယ်ထင်ရင် ်မှန်တယ်မင်းတို့မှားတယ်တင်မှားတယ်ဟုတ်လားအာငါတဲ့ကြီးလို့ငါ့ကိုစုံမကျင်တယ်တူလေးနောက်တစ်ခါတော့ဒီလိုမပြောနဲ့တားရည်ဒီနောက်တစ်ခါဒီရတယ်ငါတို့ကနာခံမှုအသင့်ငါတို့ငယ်စဉ်တည်းကွာငါငါတို့ဟုတ်လားမိမိဘအရင်းချမရှိဘဲနဲ့ငါတို့ကြီးရင်းခဲ့တဲ့အတွက်လူတိုင်းရဲ့စုံစုံမမှုကိုငါငါတို့မှလိုအပ်တယ်ဟုတ်လားငါငါတို့တဲ့တနေ့ကြီးသူတည့်ရက်ကြီးသူရွယ်ထုတန်းသူဘယ်သူစုံမစုံမငါတို့ကအစုံမခံမှုငါတို့ရင်ထဲမှာအအများတမ်းတိမ့်ပဲငါတို့မှားတယ်လို့ပြောရင်ဟုတ်ခဲ့ပါလို့ ပြန်ပြောရမှာငါတို့ဝင်မလေးတဲ့ကောင်နေသူတို့မှတ်တာနော်ငါတို့ရန်သူလို့မင်းတို့ဆက်ဆံလာလို့ရှိရင်လည်းငါတို့ယောက်ျားတွေနော်ငါတို့ရန်သူလို့တတ်မှတ်ပြီးသွားရင်မင်းတို့ရှုံးသွားရင်မင်းငါတို့စောက်ကွက်ကိုမင်းတို့ကြည့်ရမလို့မင်းတို့မှတ်တာငါတို့နိုင်မယ်ငါတို့နိုင်နေဆိုရင်ငါတို့နိုင်ပြီးသွားတယ်ဆိုရင်လည်းမင်းတို့ကြွေးကြော်ပြင်ငါတို့စောက်ကွက်ကိုမင်းတို့လူတော်ကမှမြင်ရမလို့မင်းတို့မှတ်တာနော်ငါတို့ဘယ်သူမှရန်သူလို့လည်းမတတ်မှတ်ဘူးမင်းဟိုကလို့လည်းတိုက်ခိုက်ဖို့လည်းမရှိဘူးဒီနေ့ချိန်ကြီးလည်းအညိုးအတေးလည်းမရှိဘူးအမုန်းတရားလည်းမရှိဘူးငါတို့ရင်ထဲမှာ မင်းတို့နိုင်ငံထဲမှာမဖြစ်သင့်ဘူးထင်လို့ငါတို့အမှန်တရားဆိုအမှန်တရားပဲရက်တည်တယ်မင်းဟိုစင်းရသာစားကြံမြည်တို့ငတ်သေးမှာဆိုလို့အမားကိုအမှန်ကာပါလောက်ပေးတယ်ထင်မှာငါတို့မပါဘူးမင်းသုံးမိန်ဆိုင်ကလေးလိုင်းစင်မဆောင်လို့ဖမ်းတယ်ဟုတ်တယ်မင်းဥပဒေနဲ့မညီလို့ဖမ်းတာငါတို့မင်းတို့လီးကြီးလို့ကာပါလောက်ပေးရမှာသုံးမိန်ဆိုင်ကမရှိရင်ပခုံးနဲ့ထမ်းမိလိုက်ဖို့ငါပြောတာတန်ရတန်ကြီးတောင်းရရင်စားမရရင်မစားနဲ့ဒီနဲ့စားနဲ့တို့စားကြငါလုံးဝသားရဒါပဲရအောင်